ဲမင်္ဂလာပါရှင်အခုဆိုလို့ရှိရင်ရိုးသားပြီးဖော်ရကြတဲ့မွန်လူမျိုးတွေရဲ့ရိုးရာဓလိထုံးစံတဲ့နေထိုင်ပုံတွေကိုဖော်ပြပေးသွားမှာပဲဖြစ်ပါတယ် မလူမျိုးတွေရာဆိုလို့ရှိရင်အရက်၄မျက်နှာရှိတဲ့အထဲမှာမြောက်ရက်ကိုမျက်နှာပုံပြီးတော့အိမ်တွေကိုတိဆောက်လေးရှိပါတယ်။အိမ်တွေတိဆောက်တဲ့အခါမှာလည်းအခန်းထဲမှာဘလိုမျိုးပုံစံလေးတွေဖွဲ့စည်းပြီးတိဆောက်ထားလဲဆိုတာကိုကျွန်းနဲ့တူတူလိုက်ကြည့်ကြပါအောင်နော်။ ာအိမ်တွေကိုလည်းအခန်း၆ခန်းနဲ့ဖွဲ့စည်းထားတွေ့ရပါတယ်။နှစ်ဆောင်ပြိုင်အိမ်အမျိုးအစားပဲဖြစ်ပါတယ်။အိမ်ရဲ့အရှိခန်းနဲ့အနောက်ခန်းကိုခေါင်တန်းနှစ်ခုနဲ့ခြားရပြီးတော့ဒါဧကန်းနဲ့ဧခန်းဆိုပြီးတော့ခွဲခြားရခြင်းဖြစ်ပါတယ်။အိမ်ခေါင်မိုးနှစ်ခုကြားထဲမှာတစ်တုံးရီတစ်လျှောက်နဲ့ဆက်သွဲထားပါတယ်။ကျမ်းပြမှာဆိုလို့ရှိရင်လည်းအဆင့်၃ဆင့်ရှိပါတယ်ပထမအဆင့်ကျမ်းပြကတော့သစိမ့်ဧည့်သည်တွေအတွက်ဖြစ်တယ်အဲဒုတိယအဆင့်ကျမ်းပြကတော့ဒါအိတ်ရှင်မိသားစုတွေအတွက်ဖြစ်ပြီးတော့တတိယအဆင့်ကျမ်းပြကတော့ ်။မိဘပိုးပွားအိတ်ခန်းတွေအတွက်ပဲဖြစ်ပါတယ်။ကျန်းပြမာလိုပဲဒါတကားချက်ကြီးရဆိုလို့ရှိရင်လည်း၃ဆင့်ရှိပါတယ်။ခေါင်းကြီးတကားပတ်ချမ်းကတော့ရဟန်းတန်ကားရဲ့အတွက်ဖြစ်ပြီးတော့အလဲပိုင်းတကားချက်ကတော့ဒါအိမ်ရှင်ဧည့်သည်အတွက်ဖြစ်တယ်။ချင်းတကားချက်ကြီးကတော့သစိမ့်ဧည့်သည်အတွက်ပဲဖြစ်ပါတယ်။ပြီးတော့ကျွန်တော်မော်ရိုးရအိမ်မျိုးတန်နေနဲ့ဆောက်လုပ်တာမဟုတ်ပဲနဲ့ဖောက်ဆိုးပြုတ်လုပ်ပြီးတော့မှဆောက်လုပ်တာကိုတွေးရှိရပါတယ်။ဒါကြောင့်မလို့တကယ်ကိုစီးစနစ်တကျရှိတဲ့နေထိုင်တတ်တဲ့ လူမျိုးတစ်မျိုးလို့သတ်မှတ်လို့ရပါတယ်မယိုးရအိမ်ဒီမှာလူပြိုခန်းတွေကိုလည်းထားရှိကြပါတယ်။ဒါကတော့အိမ်ရဲ့ညိုင်းညတာလုံခြုံရေးအတွက်နဲ့လူပြိုလှည့်ပြီးတော့ပြန်လာတဲ့အခါမှာစင်ပြောင်းပဲဖြစ်ဖြစ်လူပြိုခန်းဆိုပြီးတော့ထားရှိပေးထားတာပဲဖြစ်ပါတယ်။ မလူမျိုးတွေကဗုဒ္ဓဘာသာကိုကိုယ်ဝယ်ယုံကြည်မှုများပြီးတော့နှစ်ကိုယ်ဝယ်မှုကိုလည်းအစွဲလန်းတကြီးကိုယ်ဝယ်တတ်ကြတဲ့သူဖြစ်ပါတယ်။ပြီးတော့မလူမျိုးတွေရဲ့လူသိနေပြီးတော့ချစ်စရာကောင်းတဲ့ delete တခုပြောပြချင်ပါတယ်။ဒါကတော့အောက်နှိုက်ခေါ်လက်ပေါက်နှိုက်ပြီးတော့ချီးရင်စကားဆိုတဲ့ delete လေးပဲဖြစ်ပါတယ်။ ကောင်လေးတွေကကိုယ်သဘောကျတဲ့ကောင်မလေးတွေရဲ့အိတ်ဆောင်ကိုတွားပြီးတော့မှအိတ်နေတဲ့မိမပြိုလေးကိုဒီကျမ်းပြေပေါက်ကနေပြီးတော့မှစိတ်နှိုက်ပြီးတော့ချီစကားဆိုတဲ့ delete လေးပဲဖြစ်ပါတယ်။ဒါကြရင် ကောင်မလေးတွေကအဲဘယ်သူဘယ်ဝါဆိုတာမေးပြီးတော့ကိုယ်သဘောမကျတဲ့သူဆိုလို့ရှိရင်အိတ်ချောင်ဆောင်ပြီးမကြားချင်အောင်ဆောင်ကြရတယ်။အဲကိုယ်သဘောကျတဲ့သူဆိုလို့ရှိရင်လည်းအဲလက်ကလေးကိုပြန်ရှက်ပြီးတော့သူတို့ချီစကားဆိုတာကိုနားထောင်တဲ့ delete လေးပဲဖြစ်ပါတယ်။ဒါကတော့လူတိနေတဲ့မလူမျိုးတွေရဲ့ချစ်စရာကောင်းတဲ့ delete လေးပဲဖြစ်ပါတယ်။ မွန်လူမျိုးတွေကတော်တလင်းလာပြည့်နေ့မှာတင်ပေါ်စွန်းတော်ဤတင်ပွဲကိုပြုလုပ်လေးရှိကြပါတယ်။တင်မော်တစည်းကိုတိဆောက်ပြီးတော့စွန်းပန်းနဲ့သာကောက်ကစသဖြင့်အလူပစ္စည်းအမျိုးမြင့်တစ်ထောင်လောက်ကို ပူဇော်လေးရှိကြပါတယ်။အဲ့ဒါကိုခွန်ချိုတို့ကအဲစွန်းတော်တစ်ထောင်တင်လှူပူဇော်ပွဲဆိုပြီးတော့မှလည်းခေါ်ဝတ်သမုတ်ကြပါတယ်။ပြီးတော့မလူမျိုးတွေဒီတလေးရိုးရထုံတန်းစင်လာတွေကိုတစ်စင်နှစ်တိုင်းကျင်းပလေးရှိတယ်။တပုတ်တွဲလာပြည့်ကျော်တရက်နေကိုမော်မျိုးသားနေဖြစ်လဲသတ်မှတ်ထားပါဗျ။ အခုလိုမျက်မှောက်ကဘာမှာလူမျိုးပေါင်းများစွာရှိပေမဲ့လည်းမူလပူထလူမျိုး၏အနေနဲ့တားရောင်အေရ၅မျိုးရှိပါတယ်။တားဖြူလူမျိုး၊တားနီလူမျိုး၊တားဝါလူမျိုး၊တားညိုလူမျိုး၊တားမဲလူမျိုးဆိုပြီးတော့လူမျိုး၅မျိုးရှိပါတယ်။အဲ့ထဲမှာမှမိုလူမျိုးဟာတားဝါလူမျိုးကနေပြီးတော့ဆင်းသက်လာတယ်လို့ယူဆပါတယ်။ကဲဒါလို့ဆိုလို့ရှိရင်မိုလူမျိုးတွေရဲ့ရိုးရာဓလေ့နဲ့ရိုးရာပွဲရီအကြောင်းကိုသိရှိပြီးလောက်ပြီးလို့ဒီမှာ နောက်ထပ် video တွေမှာဘယ်လူမျိုးတွေရဲ့အကြောင်းကိုဆက်ပြီးတော့တင်ဆက်သွားမလဲဆိုတာ living မြန်မာအနေနဲ့ဆက်ပြီးတော့ကြည့်ရှုနိုင်ပါတယ်။